2018-2019ပြညာသင်နှစ်မှာတိရူဘဝဘုရားတက္ကသိုလ်သို့တက်ရောက်ပညာသင်ကြားခွင့်ရတဲ့เจ้าတော်သူเจ้าတော်သားအပေါင်းတို့အားရှေးဥစွာကောင်းမြတ်တဲ့အခွင့်အရေးတစ်ခုရရှိထားလို့ လွေတွေထွေတွေနဲ့ဒီတက္ကသိုလ်ရဲ့သင်ကြားပြသမှုအောင်မှာလာရောက်ကြပါလို့ကျိုးဆုံနှုတ်ခွန်းဆက်တဲ့စကားကိုပြောကြားလိုပါတယ်ကျိုးဆုံနှုတ်ခွန်းဆက်ခြင်းဟာတိုက်တွန်းခြင်းသဘောတရားလို့မြတ်စွာဘုရားကိုယ်တိုင်ကရှင်ကွန်းတေညသာသနာပေါင်း ဝင်ခွင်ရခြင်းနဲ့လို့လျှောက်ထားတဲ့အခါမှာအေဟိဘိက္ခုဆိုတဲ့စကလုံးဟာဝကန်းလှုပ်ခြင်းပဲဖြစ်ပါတယ်ထို့တူပဲလာပါကြိုးစားပါပြညာသိညာပါဆိုတဲ့အခွင့်အရေးတစ်ခုရရှိထားတာကိုလမ်းဖွင့်ပေးတာလို့အင်းလိုက်လို့ဆိုရင်တော့ဝကန်းသူ Pirigu Buddhist Academy lo. Chuzuware sura sakane. Pali Vadama, Twagatan sura sakaloha. Adewe option to jide lo suwama. Pali sabi maleve. Twagatan di, Twagatan wo lo. Chuzuware sura sakaloha. ဒီတဲ့ထင်ရှားတဲ့အတိတ်ပဲကကျိုးဆိုရဲဆိုတာကိုတောကတံဆိုတဲ့သကလုံးကသူ့အာကတံကောင်းသောလာရောက်ခြင်းဆိုတဲ့အတိတ်ပဲကိုဖော်ပြတာဖြစ်သွားကြဒီတဲ့ကသူလာရောက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့အတွက်မိမိရဲ့ဘဝတိုးတက်မြင့်မားဖို့အတွက်လာရောက်ခြင်းဖြစ်လို့ကောင်းသောလာရောက်ခြင်းဒီဖြစ်ပါစေလို့ ကောင်းသောလျောက်ချင်းဖြစ်ဖို့အတွက်ကတင်ကြပို့ချတဲ့ဗမောက္ခဂတိကဆရာတွေပေါ်မှာတစိတ်တေသအာဖြင့်တည်ရှိတော်လဲအများအာဖြင့်တော့ကောင်းကျိုးချမ်းသာတွေရပြီးသိပညာကျွမ်းဝဖို့အတွက်ကမိမိပေါ်မှာတည်ရှိတယ်ဆိုတဲ့စကားကိုလည်းမှတ်သားထားဖို့တို့အပ် ဥပရိသမတ္တမေဝဟိပရာယတ္တနိလညံပြမှုမြတာလင်ဆရာသမားတွေနဲ့သက်ဆိုင်နေဥပရိသမတ္တမေဝဟိပရာယတ္တအညာသဗ္ဗတံပတ္တိအတ္တဒိနာမေဝဆိုတဲ့ပါဠိစာပေမှာလာတဲ့အဆိုအမိန်လေးတခုမှတ်သားထားပါ ဥရိသမတ္တမေဝဟိပရာယတ္တနိလန်ညွန်ပြမြုမှုတသက်သီးသာလင်ဆရာသမားသူရသူတပါးတွေနဲ့ဆက်ဆက်တယ်အညာတ္တဗ္ဗတမ္ပတိအာလုံးပြည့်ပြည့်စုံစုံအောင်မြင်နိုင်မှုအတွက်ကတော့အတ္တာဒိနဘေဝကိုယ်နဲ့ပဲပသက်တယ်ဆိုတဲ့စကားလုံးပါ သောကတံဆိုတဲ့အတိုင်းကောင်းသောလာခြင်းဖြစ်ဖို့ရအတွက်ဆရာသမားတွေသင်ပြလမ်းညွှန်မှုအတိုင်းမိမိတို့ကိုယ်တိုင်အစွမ်းကုန်ကြိုးပမ်းအထောက်ကြရမယ်ဆိုတာကိုမပေသောတတိရှိပြီးလုံလဝိရိယရှိရှိနဲ့調査အထောက်ကြဖို့ပါအရေးကြီးတယ်လို့ပြောချင်ပါတယ်ဓမ္မတာလင်ကောင်းသောလာခြင်းဖြစ်မှာပါကောင်းသောလာခြင်းဖြစ်ပါစေလို့ ကလုံးနဲ့ကြိုးဆိုတိုင်းကောင်းတော့လာခြင်းဖြစ်ချင်မှဖြစ်မယ်။ကိုယ်ပေါ်မှာရာခိုင်နှုံများစွာတည်ရှိတယ်ဆိုတာကိုတော့မမေ့မနေရောတတိချက်ထားကြရမှာဖြစ်ပါတယ်။ဒီနေရာမှာအဲ့ရောက်ပညာသင်ကြားကြတဲ့ကျောင်းသူကျောင်းသားအများစုသာသနာများကို အထူးပြောကြားချင်တာကတော့ဒီတက္ကသိုလ်လာတင်တာဘာတင်တာလဲအဓိကကဘာလဲဆိုတာကိုတတိထားဖို့လိုအပ်တယ်။တနည်းအားဖြင့်မိမိတို့ကိုယ်တိုင်ဟာဘုရားသာသနာသာသနာဝန်တန်းရှင်ယဟန်နဲ့သာသနာ့ဝင်သီလရှင်များ သာသနာကိုချီးမြှူမိကိုယ်တဲ့ဘုရားဗသာဝင်များရှင်းနေကြသည် အာလိကဆိုမိမိတို့ရဲ့အဓိကသိဉာဏ်ရမယ်အကြောင်းအရာဆက်ချက်ကဘာလဲဆိုတာကိုအဓိကနှလုံးထားပြီး subject ကိုဥတည်ကြရမှာဖြစ်တယ်ဒီနေ့ဘာသာဝါဒလို့ပြောကြတဲ့ထင်မယ်အာ ရသော်ရရဲ့အဆုံးအမတရားတော်ဟာအများအပြားဆုံးဖြစ်ပါတယ်။ဒီက၃တွယ်နိကေ၅ပြန်မှတ်တမ်းတင်ထားတဲ့အဆုံးအမဩဝါဒတွေဟာစာအုပ်ရင်းနဲ့ပြောရင်ခမန်းလို့ရလို့ပါဠိတော်အုပ်80ထက္ကရ92အုပ်အကျဉ်းချင်းတိက26အုပ် primary source အပြင် secondary တွေနဲ့ပေါင်းလိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ပိဋကစာပေဟာအဲ့ဒါမှဒုတဲ့ကြီးမာတာဖြစ်တယ်ပေါ့အဲ့ဒီဒုတဲ့ကြီးမာလာတဲ့ပိဋကစာတွေဟာတို့တသည့်နားလည်အောင်သင်ယူရမယ်အကြောင်းအရာ subject တွေဖြစ်တယ်ဆိုတာကိုတတိထားဖို့ပါ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုပါဠိဘာသာနဲ့ရှင်းမှတ်ထိမ့်သိမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မူရင်ပါဠိဘာသာပါဠိ language ကိုတို့တွေတွေတတ်အောင်သင်ရမယ်ပါဠိဘာသာဘယ်လောက်ထိတတ်အောင်သင်ရမလဲဆိုတာပါဠိလိုရေးထားတဲ့စာအုပ်တွေကို ပါဠိဘာသာနဲ့နားလည်ဖတ်ရှုနိုင်သည်ထီအောင်ဒီရဲ့စွာနိုင်လို့ရှိရင်ပါဠိဗရာတွေကိုဆုံးဖြတ်နိုင်သည်ထီအောင်မသိတဲ့အတိတ်တွေစကလုံးမရှိအောင်ကြိုးစားအထောက်ပါဠိဘာသာတတ်ကြခြင်းအဖြစ်ပိဋကစာပေတွေကိုသိရှိနားလည်နိုင် မြတ်စွာဘုရားရဲ့အဆုံးအမတော့ကောင်းတဲ့အဆုံးအမဒီနေ့ထိတ်ကြောင်ပေါ်ပေါ်နိုင်ခြင်းရှိပါဘူးတဏီမဟုတ်တဏီစီပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်မြတ်စွာဘုရားရဲ့အဆုံးအမလမ်းညွှန်မှုတွေဟာလုံးဝပြည့်စုံတယ်လို့ပြောတာဘုရားရဲ့အဆုံးအမတွေကများက လောကုတ္တရာရေးတတ်တတ်လို့ယူမှတ်နေကြတာတကယ်ကတော့တကယ်ဆွဲဆုံးပညာရကြီးဟာပိဋကတ်စာပေပဲဖြစ်တယ်နော်ဒီကနေ့သူတွေဖော်ဆောင်နေကြတယ်ဉာဏ်ဉာဏ်ကြီးဉာဏ်ဉာဏ်ကြီးနဲ့ပြောပြီးတော့အရေးတကြီးလောက်နေတာဟာဘုရားရဲ့လမ်းညွှန်မှုတွေမှာ ်ငြိမ်းချမ်းရေးလုပ်ပုံလုပ်နည်းနိုင်ငံရေးနိုင်ငံကိုအုပ်ချုပ်ပုံအုပ်ချုပ်နည်းကစီးပွားရေးလုပ်ပုံလုပ်နည်းကစအကုန်လုံးပြည့်ပြည့်စုံစုံပါပြီးသားဖြစ်တယ်ကုတ္တရဏသုံးပါချိန်မယ်ဆိုလို့ရှင်တိုင်းပြည်တစ်ပြည်ငြိမ်းချမ်းသာယာခြင်းလို့ရှိရင်ဘာလုပ်ရမလဲဆိုတာအဲ့ဒီတိုင်းလုပ်ရင်တကယ်ငြိမ်းချမ်းသွားမှာသိကြတယ် အဲ့တော့ပိဋကစာပေလေ့လာထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့တည်တည်ချာချာကိုလေ့လာတဲ့ subject ထဲမှာဘာတွေပါတယ်ဆိုတော့သိရှိထားဖို့လိုမဟာဝိသိတဝိပယင်းကြီးကိုပညာရှိအမတ်ကြီးကအကြံပေးတယ်တိုင်းပြည်မှာရှိနေတဲ့သဘုံတက္ကံတွေကို အပြုတ်တိုက်ဖို့မကြိုးစားနဲ့ဘယ်တော့မှမပြုတ်ဘူးပြန်ထက်လာအောင်ပါပဲအပြုတ်တိုက်တဲ့နိလန်းဟာမမှန်ဘူးဆိုတာကို ်မြတ်စွာဘုရားဆုံးမတဲ့ထင်မယ်ကုတ္တတနာတုတ်ကိုဖတ်ကြည့်လို့ရှင်တွေ့လိမ့်ပညာရှိ အမတ်ကြီးဆိုတာမြတ်စွာဘုရားလောင်းမယ်ဖြစ်တယ်သူကြံဉာဏ်ပေးတာဟာတန်ဝိဒါနလို့ခေါ်တယ်စီမံချက်၃ရက် project ပေါ့ခုခေတ်ပြောနေတယ် project ဆိုတယ်စီမံချက်၃ရက်နဲ့ငြိမ်းချမ်းရေးကိုလုပ်ရမယ်လို့ဆိုတယ်အဲ့ဒီစီမံချက်၃ရက်ကဘာလဲလို့ဆိုရင် စီးပွားရေးလှုပ်ဆောင်လို့တဲ့ပုံကိုယ်တွေကိုစီးပွားရေးအခွင့်အလမ်းနေဖန်တီးပေးရစိုက်ပျိုးရေးလှုပ်လို့တဲ့ပုံကိုယ်တွေကို စိုက်ပျိုးရေးအခွင့်အလမ်းနေဖန်တီးပေးရမယ်ယာဓုဌာနန္တရအလိုရှိတဲ့ပုံကိုယ်တွေကိုထိုက်တဲ့နဲ့ယာဓုဌာနန္တရပေးရမယ်အဲ့ဒီပေးခြင်းအပြင်စုပ္ပထကြွနေကြတဲ့ မကြည်မနှက်ဖြစ်နေတဲ့ပုံကိုယ်တွေဟာအလုံးငြိမ်ဝတ်တော့မှာပဲဖြစ်တယ်ဆိုဒီစီမံချက်နဲ့လုံလိုက်တာစီမံချက်၃ရက်တန်ဝိတန္တဆိုတဲ့ project ဒီအစီအစဉ်တိုင်းလုံလိုက်တာမဟာဝိသိတဝိပယကြီးရဲ့နိုင်ငံဟာအချိန်တိုအတွင်းမှာငြိမ်ငြိမ်ရသွားတယ်စီဝါရေးဝါဒနာပါတယ်လူကလည်းကိုစီပွားကိုလုပ်တယ်စိုက်ပျိုးရေးဝါဒနာပါတယ်လူကလည်းကိုစိုက်ပျိုးရေးကိုလုပ်တယ် ယာရုအာနာလိုချင်တဲ့ပုဂ္ဂိုလ်တွေအလိုက်ထိုက်တဲ့တော့ယာရုတွေရသွားချိန်နှက်သွားကြဒါနိုင်ငံရေးဖြည့်ရှင်သည်ပိဋကစပေကဆိုတဲ့အရာပဲဖြစ်တယ်ပေါ့တိုင်းပြည်မှာအုပ်ချုပ်တဲ့နေစနစ်တွေဒီကနေ့ခေတ်မှာဘလောက်ပဲပြောပြောမြတ်စွာဘုရားလက်ထက်ရှေးတုန်းကတည်းကလူသားတွေရှိသမျှလူသားတွေအုပ်ချုပ်ပုံအုပ်ချုပ်နည်းဟာ၃မျိုးပဲရှိတယ်။ဘာလဲလို့ဆိုလို့ရှိရင် मोनाकी के सिस्टम नो खोले इग्रे भी ये ने उसूरे नीचने पे ऐरी इग्रे भी ये ने उसूरे नीचने हाँ शेयर कहेंगे रे उसूला राफिलो ऐरी सने को लाई ना मैं सुई मिंजे ने आ सेवा ने तो हाँ ये सब यहाँ होटल राफिलो ऐरे लोगों कनारा सा စုပေါင်းအုပ်ချုပ်တယ်ဒီနေ့ခေတ်ပါဠိမန်လို့လို့သို့မဟုတ်တပါတီစနစ်လိုင်းနာအုပ်ချုပ်မယ်ဆိုအုပ်ချုပ်တဲ့နေစနစ်ကိုအိုလီဂါကီစနစ်တော့တုံနှုံးတယ်ဝေဒာလီဝိစီမင်းနေအုပ်ချုပ်တဲ့နေစနစ်တာဂရီမင်းနေတက္ကတိုင်ကိုအုပ်ချုပ်တဲ့နေစနစ်မန္လာမင်းသားတွေမန္လာတိုင်ကိုအုပ်ချုပ်တဲ့နေစနစ် အိုလီကာကီစစ်စတန်နဲ့သွားမယ်ဆိုလို့ရှိရင်အပရိဟဏိယတရားခွန်ပါနဲ့သွားမယ်ဆို။ဟောအချို့ရင်ဤစနစ်တည်းကိုမြတ်စွာဘုရားခုလိုတမဟာအဖြစ်ဘယ်နည်းနဲ့ပဲအုတ်ချုပ်အုတ်ချုပ်အခြားနည်းတွေနဲ့အုတ်ချုပ်လို့ရှိရင်လည်းပဲအခုလိုတရားမြတ်တာမှုနဲ့အုတ်ချုပ်သွားမယ်ဆိုလို့ရှိရင်တိုင်းပြည်ဟာချိပွားတူတက်နိုင်တယ်လို့ဆို ဒါပိရိကစာပေမှာပါရှိတဲ့ဉာဏ်ဉာဏ်ရေးဖော်ဆောင်နေတဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဤစနစ်တွေပဲဖြစ်တယ်။တခြားပညာရပ်တွေတောင်ညာစွာရှားစရာမလိုဘူး။ comparative study ဆိုတာလေးနိုင်ရှင်ကြည့်ဖို့ရတော့ပဲလေ့လာရမှာဖြစ်တယ်။ပိရိကထဲမှာဘောဓုတ္တရေအများကြီးပဲရှိတယ်။စီးပွားရေးဤစနစ်နဲ့ပတ်သက်လာလို့ရှိရင်လည်း ဥဋ္ဌာဏသမ္မာဥဋ္ဌာဏသမ္မာတက်တက်ကြွကြစီးပွားဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့အဲဒီမှာမြတ်စွာဘုရားကတက်ခလုပ်ငန်းကြွကြင်မှုရှိရမယ်အနာလတဆွဲကောင်းမှုရှိရမယ်ဥပယဝိမန္တာနိပညာရှိရမယ်အလံကတုံကိုယ်တိုင်လုံနိုင်စွာရှိရမယ်အလံတံဝိထာတုံခုခေတ်ပြောနေတဲ့ management ဆိုတဲ့စီမံခန့်ခွဲထားရမယ်ဆိုတာ ဥဋ္ဌာဏသမရာဆိုတဲ့ဓမ္မဒီ၅ချက်ထည့်ထားပြီးသားအဲ့တော့မြတ်စွာဘုရားရဲ့စီးပွားရေးဤစနစ်လေးပုံပုံတပုံကို emergency ထားတပုံကို နေ့စဉ်စားနှစ်ပုံကိုအရင်ဤလို့ဆိုတာလေဘတ်ချက်စနစ်ကိုမြတ်စွာဘုရားခွဲဝေပေးထားတာပဲအဲ့တော့ဘုရားရဲ့အဆုံးအမတွေထဲမှာတကယ်တန်ဖိုးရှိပြီးတော့လောကကြီးပွားရေးတိုးတက်မှုတွေများစွာပါတယ်ဆိုတာတတိထားပြီးတော့ စာမျက်နှာဖတ်ကြရမှာဖြစ်တယ်။ဆရာတွေကသင်ပေးလိုက်တဲ့အလင်းရောင်လေးတစ်ခုဆိုပါစို့ကိုရှောက်ရမယ့်လမ်းကိုမိလေးထွန်ပြတယ်။မိထိုးပြလိုက်တဲ့သဘောလောက်ပဲ။ကိုကိုယ်တိုင်ရှောက်ကြရမှာဖြစ်။ပါဠိကိုကြွကျင်အောင်နားလည်သဘောပေါက်အောင်သင်ပြီးပိဋကတ်စာပေတွေကိုအနည်းဆုံးအနှောက်အယှက်ကစပြီးအမည်နာမတွေကစပြီးမှတ်သားတော်ပြီး ဘယ်စာအုပ်ထဲမှာဘာတွေဖော်ပြထားတယ်ဆိုတာသိချင်တဲ့ဆန္ဒနဲ့ကြိုးစားအထောက်ကြအောင်ဖြစ်တယ်။အဲ့ဒီလိုလုံးဝမိမိတို့ရဲ့ပညာသင်ခြင်းရဲ့ကြီးမှန်းချက်စာတီဖီကိတ်လေးတွေလမ်းဆုံးသွားလို့ရှိရင်ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။အများစုကစာတီဖီကိတ်လေးနဲ့ဘွယ်ကလေးပေါ်မှာပဲအဆုံးသတ်နေတတ်ကြတယ်။အဲ့တော့ကျောင်းသူကျောင်းသားများအနေနဲ့အထူးမှကြားလို့တာကတော့ ဘွဲ့နဲ့စာတိပိကိမှာကိုယ်ပညာကိုအဆုံးမတတ်ပါနဲ့ရှစ်ဆက်ပြီးတို့တွေသင်ယူလေ့လာကြရမယ့်အရာများကြီးရှိပါတယ်အင်္ဂလိပ်ဘာသာဟာအင်္ဂလိပ်ဘာသာသင်တာကအင်္ဂလိပ်လိုရေးသားထားတဲ့ပညာရပ်တွေဘာတွေရေးထားလဲလို့သိဖို့အတွက်သင်တာသာဖြစ်တယ်တကယ်သင်ရမယ့်အကြောင်းအရာတွေကပိဋကစာပေတွေဖြစ်တယ်ပိဋကစာပေတွေကတကယ်အနှစ်သာရတွေနဲ့ နေစဉ်ဘဝမှာဘယ်လိုသုံးချမလဲဆိုတာဟာအရေးကြီးဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုရှင်းနေနှလုံးထဲမှာမှတ်သားထားပြီးမိမိတို့ရဲ့ပညာရည်မြင့်မားမှုအစဉ်သာဝရတတိထားပြီးစူးစမ်းအထောက်နိုင်ကြပါစေ။